ရိသမားအလုံးမဲမင်္ဂလာပါပရာလောကဇလန်းနေနဲ့စိတ်ဝင်စားဖွယ်ဇလန်းနေကိုတင်ဆက်ပေးနေတဲ့အောင်ခေ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇလန်းလေးကတော့စာရေးသူချစ်သားမာနဲ့ရေးသားထားတဲ့တေမင်းခေါ်တန်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ဒီဇာလန်လေးကိုတင်ဆက်ပေးသားမယ့်သူကတော့ကျွန်တော်ကုခတ်မေဖြစ်ပါတယ်။ဒါတောင်ဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။လူနာမအဲ့ရတက်ကနေတဲထန်စွာညင်ညူရင်အသက်ကိုလူရရှူနေတဲ့ကကြားရသူတိုင်းလူနာစားရှင်မောရရိလူနာမအသက်60ကျော်ခန့်ရွယ်လူကြီးတဦးဖြစ်ပြီးဖြူလျော့ညိုးချုံပြီးတော့အဲ့ရထက်မှာပတ်လန့်နေထားနေလဲလျောင်းနေပါရိလူနာရဲ့နှီးမဇနီးဖြစ်သူနေသားသမီးတို့ကဝန်းရံပြီး လူနာနေရထိုင်ရာတည်တားစီရန်အမျိုးမျိုးပြုစုနေကြ၏လူနာ၏ဘဝမှာတည်မဲသူ၄၅ယောက်မိသားစုဝင်ဤတာသမီမြင်းမြစ်တွင်နေမြိန်သက်စွာရှိနေပြီးတစ်ခါလုံးပြည်နေပါ၏ကုဇမေစိတ်ထဲမှာဖျားတရားအာရုံပြုနော်တော်ပြုခဲ့ဘူးလေကောင်းမှုကုသိုလ်တွေကိုအမှတ်ရတာဟဲ့သမီးနွယ်မူဖျားစာအုပ်ဖွင့်ပြီးဖျားစာတွေရုတ်ဟဲ့ လူနာဦးစာမရဲ့ဇနီးဒေါ်ကျူကယောက်ျားဖြစ်သူရဲ့အခြေအနေကိုနားလေသဘောပေါက်ဟန်နဲ့တရားသဘောနေစိတ်ကိုဖြေကယောက်ျားဖြစ်သူဘဝကူကောင်းရဲ့အတွက်သာတတ်နိုင်သမျှကြိုးစားနေပါရဲ့ဟာဟာပါအမလီလာပြီလာပြီအိမ်ခေါင်ဘိုးဘကနီငါဆူထိုးတန်ကြီးထွက်ပေါ်လာပြီးတရက်ကလုံးကခွေးရီတပြိုင်တည်းထောက်ရီဥလိုက်တာကြောင့်လူနာအိမ်ပေါ်ကလူရီအားလုံးအာမီဒိတ်တန်ကိုစီထွက်လာပြီးမျက်စိမျက်နှာရီပြက်ကုန်ကြရီခွေးဦးတန်ဒီဆုံးလာနေငကောကမင်းဆင်းနေတဲ့လူနာရဲ့မျက်လုံးဒီမှာရုတ်တရက်ပွင့်လာတယ် ရိုင်းနောက်လင်းလျောင်းနေရကယုတိရဲ့အထိုင်းကမျက်လုံးတွေကကြီးကြီးတောင်ကြီးလိုက်ကြည့်တယ်။အိမ်မော်ရှိလူအလုံးရဲ့မျက်နှာကို၎င်းအိမ်နောက်ဘက်ကို၎င်းလိုက်ကြည့်ကောင်းအိမ်ရှေ့ဘက်ကိုအရောက်မှအကြည့်တွေရက်တန်သွားပါလိမ့်။အိမ်ရှေ့ကိုကြည့်နေရင်ကလူနာရဲ့မျက်လုံးတွေကအပြင်ကိုပြုတ်ထမတ်တပြူးထွက်လာပြီးမျက်နှာပေါ်မှာထိတ်နဲ့ကြောင်းရွံ့ဟန်ပြီးအထင်းသာထွက်ပေါ်လာတယ်။လိုက်ဘူးတော်တော်တော်ငေါမခေါနဲ့ငေါနာမခေါနဲ့မလိုက်ဘူးနော်။အိမ်ရှေ့ကိုကြည့်ကဝမ်းကောင်းတဲ့ကြီးနဲ့ခြေကလက်ခအောင်ရင် အဲ့ရကနေချပြင်းရဲ့ရုံးကန်နေရာကြောင့်အနီးကလူတွေကဝိုင်းဝန်းချုပ်ကန်ထိန်းကြရာရီစိုးစိုးကအားပြတ်တလို့မျက်မျောသာဖြစ်နေတဲ့လူနာမှာလူလင်းကားရောက်ဝိုင်းထိန်ရာရီလူနာကရုံးကန်နေရာမှာဦးကောင်းတော့ကိုလမ်းကြကမျက်လုံးပြုတ်ကျပြီးအဲ့ရတွေကိုပြုတ်ကျသွားပါရီလူနာနောက်ကိုလဲကြခေါင်းရင်ဖျားစင်ကညောင်ရီဦးတလုံးပါလဲတပြိုင်နဲ့လဲကြသွားရီအဲ့ဒီမှာလူအများကြီးကလူနာဦးဆန်မင်းရဲ့အသက်9နှစ်အရွယ်မြင်းမာလေးကနေဖိုးဖိုးတည်ပြီးဆိုပြီးထောက်အောင်ကိုယ် မိဘရင်းကလည်းဟဲ့သမီးမပြောကောင်းမှုဆိုကောဘာလို့ထောင်းကောလဲအဲ့လိုမှန်မဲလိုက်ပါတယ်သို့တော်သူတို့မှန်မဲတယ်မဆုံးသေးခင်ပါပဲဟုတ်တယ်ကိုစံမဲအဆုံးပြီအဲ့လိုပြောလိုက်တော့မိခင်ဒေါ်ကျူရဲ့အတန်ကိုကြားလိုက်ရတယ်ကိုစံမဲရဲ့အဖြစ်ဆိုးလိုက်တာတော့အဖေအဖေတားလို့သမီးတို့ထားကြည့်ပါဦးအဖေကိုဝါအောင်တော့မပြည့်စုံပါသေးဘူးသမီးတို့ထားခဲ့ပြီလား အော်ဟင်းကိုယူတန်နေစူညံသွားပါရင်အိမ်နဲ့ကငိုတန်နေနဲ့ပြန်ခွေးရရဲ့ဥတန်နေကလည်းပြန်လေထွက်ပေါ်လာပြီးအိမ်ကောင်မိုးဘော်ကနေငှက်မကြီးတစ်ကောင်ကတောင်မန်တစ်ဖက်ဖက်ခတ်ပြီးဂီဂီကစ်လို့အတန်ပြုတ်ပြီးတော့ပြန်တန်းထွက်ခွာသွားတဲ့ကိုကြားလိုက်ကြသူတွေကကြားလိုက်ရပါရဲ့လူနာမီးသူတွေကြားတဲ့ကလူတအူးကနေတေမင်းခေါ်တဲ့ကြားတဲ့ကစုံမေဆိုတာတည်နေပြီစုံသွားတာလေချက်ချင်းပါပဲလားကျုပ်တို့ခမားတို့လည်းတော့ဘယ်တော့ရောက်လာမလဲမသိဘူးများ အဲ့လိုမတ်ချက်ခြားတဲ့နေတူတပင်းခြားတဲ့နေထွက်ပေါ်လာပါရဲ့ညာစနေနိုင်တီတီချိန်မှာလူနာအင်းကဟိုကျွေးတန်ဒီဖုံလန်းသွားပြီးစိတ်မကောင်းဖင်ရာအာသူဘအိမ်ဖြစ်ကိုပြောင်းလဲသွားပါလိရောတယ်ညီမလေးဟေးညီမလေးမချူလောက်ကခေါ်တန်းကြောင့်ချူချူပြုံးလှဲကြည့်လိုက်တော့အိမ်ချင်းတိတ်တော်ကအမတရားကိုတွေ့ရတယ်ချူပြုံးတို့ဒီရက်ကတည်းပြောင်းလာဒီမှာမကြသေးတော့တိရှိခင်မင်းသူနေပါပြီမယ်မနက်ခင်းဈေးသွားတိုင်းအိမ်ဘက်လှဲကြည့်သွားတဲ့တဲ့ဒီမောက်ကိုတော့ချူပြုံးတတိထားနေပြီလေ အမပါလားဈေးသားလို့လားဟုတ်တယ်ညီမလေးအမနာမည်ကမချစ်စုရဲ့အမှတ်ထားနော်ဈေးသားရင်ညီမလေးကိုတွေ့လို့လှမ်းခေါ်လိုက်တာမိတ်လဲမိတ်ဆက်ရင်တတိလဲပေးကြလေရှိလူအတော်ဆက်စုမဲ့ပုံမဲ့လို့ချုပ်ပြုံးစိတ်ထင်းကနေမှတ်ချက်ပေးမိဟုတ်ကဲ့မဘာများတတိပေးကြရှိလို့ပါလဲမချစ်စုကဘေးဘီကိုအကြီးကန်းတောင်းမှမလုံမလဲဝေးကြည့်လိုက်ပြီးသူမရဲ့တန်ကိုနှိမ်ကဒါနဲ့ညီမလေးတမီးလေးတတ်တာပါလေ ချိုပြုတ်အံ့ဩသွားတယ်။ငါသမီးလေးနေမကောင်းတာသူဘယ်လိုသိပါလဲ။မချစ်စုကိုချိုပြုတ်စဝေးစွာကြည်လိုက်ပါ၏။ချိုပြုတ်ရဲ့မူရာကိုကြည့်တော့မချစ်စုကနားလည်ဟန်တယ်။မအံ့ဩပါနဲ့ညီမလေးရာ။နေလိုက်ညီမတို့လင်မယာကလေးကိုကြည့်ပြီးတော့ဘိုးဘရဲ့ကွက်ကကလားစီယာဝင်းကြီးစီးရမှာတားပြနေတာတွေ့လို့ပါ။အဲဒီကမှချိုပြုတ်စိတ်ညစ်ညူးဟန်နဲ့အသက်ပြင်းချလာရင်ခေါင်းကိုခိုင်းရင်ကမတက်တာပါဦးမယာ။တနေ့တခြားပူဆူးလာလို့ညီမတို့လင်မယာလည်း ကလေးတွေစိတ်ညစ်နေရတယ်။အဲ့ဒါဆိုမြမကိုအမတတိပေးစရာရှိတယ်။ညညကြရင်တေမင်းခေါ်တဲ့ကြရင်ကလေးကိုဂယူဆိုင်တော့ရှေးမှာတေမင်းခေါ်တာဟုတ်လား။ချုပ်ပြုံးအောင်ထိန်လဲဆိုတာမေးမိပါရီ။မမေကလည်းတေမင်းခေါ်တယ်။ကြောက်စရာနဲ့မေး။ဟုတ်တယ်ညီမလေး။ညီမလေးတို့မိသားစုတော့ဒီရက်ွက်ထဲဘာလို့ပြောင်းလာလဲမသိဘူး။အမားတို့ရက်ွက်ထဲကလူရင်းရတော့အဲ့ဒီတေမင်းခေါ်တဲ့ကိုကြောက်လို့ ဒီရက်ွက်ထင်းကပြောင်းပြေးမှုပဲစဉ်းစားနေကြတာတချို့ကပြေးကုန်ကြဘူးအမတို့လည်းဒီဒီဘက်တင်ပြောင်းတော့မှအမကြီးအမစကားတွေကကျမအတွက်မထိတ်တာမလန့်တာရှိလိုက်တာကျမတို့မိသားစုကအခုမှအဆင်ပြေလာလို့မိမစီကခွဲထွက်လာပြီးဒီရက်ွက်ထဲမှာဈေးတက်တက်တသာနဲ့ရာနဲ့အိမ်ချန်လေးဝယ်ပြီးလာနေကြတာအခုအမပြောပုံစုဒီရက်ွက်ထဲပြောင်းလာတာမှားနေပေါ့ဘာဖြစ်လို့များလဲအဲ့ဒီတေမင်းခေါ်တဲ့ဆိုတော့ကောဘာလဲရင်းပါ ညီမသိကျင်လားညီမပြောပြမယ်မချေစုကချိုပြုံးရဲ့လက်ကိုဆွဲခေါ်သွားကလမ်းဘေးတစ်ပေတပင်အောက်မှာတိမ်မင်းခေါ်တဲ့ကြောင်းကိုစတင်ပြီးပြောပြရည်လွန်ခဲ့တဲ့၆လခန့်ကဒီရက်ွက်အတွင်းကိုလူကြီးတူပြောင်းလာခဲ့ပါရည်အဲဒီလူကြီးရဲ့မိမဦးပိုးတိုင်းလို့ခေါ်ဆိုပြီးသူ့ရဲ့ပုံသဏ္ဍာန်မှာထူးဆန်းနေကဘသူနဲ့မှလည်းအဆန်ဆန်မလုပ်ချင်းစပင်းကလေးရှီလီယာပုံတိုင်းဘောစိမ်မွေးနှကမ်းမွေးတွေနဲ့တီတီကြီးနေတဲ့ဦးပိုးတိုင်းကို ရက်ွက်ချင်းကဘသူကမှအခေါ်အဝေါ်ပြောမလုံးကြကြည့်သို့တော်ရီလိုခက်ချင်းချင်းနေကြတဲ့ရက်ွက်ကလူများနဲ့ဥဖိုးတိုက်ထိတ်တိုက်တွေ့မိအကြောင်းကပေါ်လာရင်ရက်ွက်ရဲ့မြောက်ရဲ့ကြောဘက်ရှိတင်းချိုင်းတွင်နေထိုင်တဲ့ဒုမရာဇာကြီးဦးမတ်ထံကလည်းညညမှဥဖိုးတိုက်ကတင်းချိုင်းတွင်ကိုရောက်လာပြီးမြေပုံတွေကိုတူးဆွပြီးတော့အလောင်းကြီးကခန္ဓာကိုယ်အစိပ်ပိုင်းစတဲ့ချို့ကိုဖြတ်တော့ယူငင်သွားရဟုတဲ့သတင်းထွက်လာပြီးဦးမတ်ကမလုံရင်တားပြီမဲ့မရလို့စွရင်းအဲ့ဒီကရက်ွက်သားတွေနဲ့အလောင်းပိုင်ရှင်တွေမှာ မခံမရနိုင်ဖြစ်ပြီးဦးဖိုးတိုက်ကိုဒီလိုမလုပ်ရင်ဝိုင်းဝန်းပြောဆိုကြ၏တို့တော်ဦးဖိုးတိုက်ကဂယုမဆိုင်တင်ကြိုင်တွင်သွားလာပြီးလူတေအသိမြုံနဲ့ထားသည့်တွေကို ဖော်ပြီး ခန္ဓာကိုယ်အစိမ်းပိုင်းတို့ချို့ကိုယူစေယောဂကလူတွေကလည်းဦးတိုက်သိဆုံးပြီးသူတွေရဲ့ခန္ဓာကိုယ်အစိမ်းပိုင်းတွေကိုယူပြီးအောင်လန်းစီရင်ပြေလုံနေတဲ့အောင်လန်းစီရာဖြစ်ပါ၏ဒီလိုလူမျိုးရက်ွက်တဲ့ရှင်ရက်ွက်နာရီလို့ပြည့်စုဟာမောင်းထုတ်ကြတယ် ်ဥဖိုးတိုက်ကလုံးဝထွက်မသွားတဲ့အခါတရွက်ကလေးစီယုံပြီးဥဖိုးတိုက်ကိုအိမ်ပေါ်တက်ဆွဲချကြတယ်ရိကမအိမ်ပေါ်မှာအကြောင်းမဲ့ဖယ်ကောင်းနဲ့အောင်လန်းစီရင်တွေကိုမြက်ဝါးတင်တွေတွေးကြရပြီးလူများရဲ့ဒေါ်သားကပုံမပြင်းတန်လာကောင်းဥဖိုးတိုက်ကိုရိုက်ဖို့မောင်းထုတ်ကြတယ်နောက်ဆုံးမှဥဖိုးတိုက်မှာရက်ခွဲရင်အင်အားကိုမခံနိုင်ပဲအိမ်ကိုဆွန့်ပြေးကထွက်သွားရတယ်အဲလိုမခံကြည့်မခံတာနဲ့ထွက်ခွာသွားရင်လေအေးမင်းတို့ရက်ွက်ကိုငါမကြည့်ဘူးကွာသိလား တနေနေတော့မင်းတို့တရက်ကွန်တော့အထိတ်ထိတ်အလန်းလန်းနဲ့ပြက်စင်းအောင်ငါလုပ်ပြမယ်အဲ့လိုအော်ဟီဂျိမောင်းသွားခဲ့ပါလေ။ဥဖောတိုက်ဂျိမောင်းထွက်ခွာသွားပြီးတလားခန့်အကြာမှာရက်ကွက်တွင်တေမင်းခေါ်တံကိုစတင်ပြီးကြားနိုင်ရတယ်။အစမှာတော့တတိမထားမိကြပြီမေ။နောက်ပိုင်းမှာတော့တေမင်းခေါ်တံကြားလာနေလူတယောက်ပုံမှန်တေနီကာကိုကြုံတွေ့လာရတယ်။တယောက်ကလုံးနဲ့ထိမ့်နေတာကြတယ်။ဥဖောတိုက်ကိုမောင်းထုတ်ပြီးမှဒီကိစ္စဖြစ်လာတာကြောင့ ဥဖိုးတိုက်လက်ချက်ဟူ၍အားလုံးကသတ်မှတ်ထားကြပါရည်။ဒါကြောင့်ဥဖိုးတိုက်ကိုလိုက်လံရှာဖွေပြီးဖမ်းဆီးရန်ကြိုးစားပေမဲ့မီဒီယာကိုလှည့်နေသွားလာနိုင်မယ်မသိတော့အခက်ကြုံနေကြရည်။တနည်းချက်တနည်းရက်ွက်သေးကလူရီရဲ့ကျမ်းမာရေးမှာချိုးတင်လာရည်။လူတယောက်ကျမ်းမာရေးမကောင်းတာနဲ့မကြမီပါဘဲတိမ်မင်းခေါ်တန်ကိုကြားကြားရပြီးတိတ်ဆုံးရရည်။ရက်ွက်တွင်မှာနေစဉ်ဒီတိုင်းတယောက်မဟုတ်တယောက်မှာတိတ်ဆုံးနေကြတာကြောင့်လူများမှာကြီးလန်းစွာစားပြေးနေကြပြီးတချို့မှာရက်ွက်သေးကနေ ပြောင်းပြေးကြရေးကြိုးစားကြရေးရွက်ွက်ကနေကြားမဲ့ဖြစ်ပေါ်နေတဲ့လူသေးမှုတွေနဲ့တိမ်မေးခေါ်တဲ့တည်င်းကိုပတ်ဝန်းကျင်ကိုမပြောင်းလဲအောင်တိုးပွဲထားကြပြီးအိမ်ချန်တွေကိုရရစင်းနေရောင်းကြကောင်ထွက်ပြေးသူတွေကထွက်ပြေးကြလိမ့်တယ်ဟင်ဒါဆိုညီမတို့လည်းအလိန်ခံတီးပြီးတော့အိမ်ချန်ဝင်လိုက်တာပေါ့နော်တတတတလေးကြလို့ဝယ်မိရမှားပြီနဲ့တူနေအလားတောင်လေညီမတို့အမကတတိထားဖို့ပြောတာပေါ့ညညာညာတော့ ညီမတို့အိမ်ခေါမိုးဘော်ကိုဘယ်ကလာမှမသိတဲ့ငှက်မကြီးတကောင်လာလာလိမ့်မယ်။ပြီးရင်ငှဆိုးထိုးတဲ့ဟီပေးလိမ့်မယ်။အဲ့ဒီအတန်ကိုတေမေးခေါ်တဲ့သူခေါ်ရင်ညီမ။တေမေးခေါ်တဲ့ကြားပြီးရတယ်။အဲ့ဒီအိမ်ကလူတရားမဟုတ်တရားချက်ချင်းတည်လာမယ်။တချို့ကန်နေပြီးမြင်ရတဲ့သူတွေပြောတာအိမ်ရှိကိုအခေါင်းကြီးထမ်းလာတဲ့သူတစုကိုတွေ့ရတတ်တယ်။အဲ့ဒီသူတွေထဲမှာရက်ကွက်ထဲကအဆုံးပါသွားပြီးသားသူတွေပါတယ်။လူကြီးတွေပြောတော့ကတော့တည်တဲ့သူကိုအဖော်ဖြစ်နေလာကြတဲ့တရေတစီတွေတဲ့။ ဒါလောက်ကြောက်စရာကောင်းတာရှိရောမလားညီမကြီးဖြစ်နေရင်တော့ဒီကျိန်းစားဇိုးတွေမိနေရဲ့ရက်ွက်ကောင်းအများဆုံးထွက်သွားတာအကောင်းဆုံးပါပဲမချေစုရဲ့ဇဂါရီယချိုပြောရဲ့နားရီကောင်းနေမထွက်တော့ဘူးဇင်းကနေအိမ်ပြန်ရောက်တာနဲ့ယောက်ျားဖြစ်သူကိုသက်ကိုကိုသက်ရေကိုသက် ကျမတို့တော့ကိုကျိုးနေပြီနဲ့တူတယ်မျက်စိပြမျက်နှာပြနေပြောလာတဲ့ဇနီးဖြစ်သူချိုချိုပြောစကားကြောင့်ကိုသက်အလန့်တကြားဖြစ်သွားရတယ် ဘာဖြစ်လာလဲမိမရအလန့်နေကြတယ်ကျော်ပြောကမချစ်စုပြောပြတဲ့အကြောင်းအရာတွေကိုပြန်လေပြောပြလိုက်ပါရီဒါမျိုးတွေမင်းယုံလားမိမရမင်းလည်းခစ်တင်ညာတဲ့တရားပဲလူတင်ရောက်ရဲ့အတက်ကိုတစီလူလူနာနာဘဝလူလူမရင်မရမတည်စားတဲ့လောကသားတွေကတေရေးရှင်ရဆုံးဖြတ်ပေးနိုင်ရယ်ဆိုတာဖြစ်နိုင်လားစဉ်းစားပေါ့မဘီပရာလောကသားဆိုတော့လူတွေတဲ့အစစ်နေပါပါလေလူတွေရဒုက္ခပေးမရပါဘူးကွာ ကိုသက်ရဲ့အကျိုးကြောင့်စကားရီကြောင့်ချိုချိုပြောသေးချာပြန်တဲ့စင်းစားသုံးသပ်မိတယ်။ကိုသက်ပြောတဲ့ကဲတူပင်ကိုသက်ကလည်းကုမ္ပဏီတစ်ခုရဲ့အရာရှိဝင်ထမ်းဖြစ်တယ်လို့ချိုပြောကလည်းတက္ကသိုလ်ကနီးပြဆရာမတယောက်ဖြစ်က လေမယားနှစ်ယောက်လုံးခေပညာတတ်တွေပြီးပြီးပရလောကဆုံးကဝေစသည်တို့ကိုသိအယုံကြည်မရှိပင်ဘုရားဟောတိုင်ကံကံရဲ့အကျိုးကိုသာယုံကြည်စောစောကမချေစုရဲ့စကားရီမှာထိန်လန်းစီကအကောင်းဆုံးရေးတာတမီးစောင်းနေစိတ်ပူပန်မိခြင်းဖြစ်ပါရဲ့။ယခုကိုသားကကြကြလက်ကြပြန်ပြောလိုက်တော့ စိုးရိမ်ပူပန်စိတ်တွေနဲ့မချောစုရဲ့ဇကားတွေကိုယုံကြည်စိတ်တွေပြန်လေပြောက်ွယ်သွားပြီးစိတ်သက်သာရာရသွားပါတယ်။ထို့သောသူမတို့လင်မယားရဲ့စိတ်သက်သာမှုကတောင်းရမြတာခံပါရည်။အချိန်ကတော့ည7နာရီတကောင်ရန်တည်တည်။ဂီဂီကဲဆိုပြီးကျဲလောင်၍ရင်ထိတ်ဖွဲရဲ့ကောင်းတဲ့ငှက်ဆိုးထိုးတဲ့နေ့ခွေးဥတန်တွေကြောင့်ကိုတက်တို့လင်မယားနိုးသွားကြပါရည်။ဘက်ထရီမီကိုချက်ချင်းဖွင့်ပြီးအနည်းရသမီးငယ်ကိုစိုးရိမ်တကြီးကြည့်လိုက်တဲ့အခါအေယာထံမှာ အမြဲမင်းပြီးလဲလျောင်းနေတဲ့တမီးလေးရဲ့မျက်နှာမှာဖက်ကနေပွင့်လာပြီးငေါကနေထထိုင်လာတယ်။တမီးလေးကညိုကွင်းပြီးခြိုက်ဝင်နေတဲ့မျက်မိုးနေနဲ့ကြီးကြီးကြောင်ကြီးကြီးကအိမ်ပြင်ဘက်ကိုလက်ညှိုးညွှန်ပြတယ်။တမီးကိုလာကုန်နေပြီ။သွားတော့မယ်။တမီးလေးရဲ့ပြူးကြောင်ကြောင်မူရာကြောင့်ကိုတန်းနဲ့ချိုပြုံးရဲ့မျက်လုံးကြီးကခြံဝကိုရောက်သွားတယ်။ပေါင်မဲနေသောခြံဝကိုကိုတန်းမြည်သည့်ရာမှာမတွေ့ရပေမဲ့ဇနီးဖြစ်သူချိုချိုပြုံးမှာ ကိုယ်တိုင်လှုပ်ပေါင်း ကြောက်စီဟာကြီးအဲ့လိုပြောရင်ကိုတက်နာကိုခုံထားပြီးတိုးကက်လာပြီသမီးတွေမကဇနီးကမှချမ်းပင်ကိုလက်ညှိုးထိုးပြီးမျက်လုံးမျက်စံပြူးနေရကိုတွေ့ရတော့ကိုတက်လည်းဝေခွဲရခတ်သွားတယ်ဘာဖြစ်တာလဲမိမပါမင်းလို့နေလူလူရင်းမဘူးတရေရေကြောက်စီဟာကြီးအခေါင်းကြီးထမ်းပြီးကခုံနေကြတယ်ဘဇက်ကလေတဝူးတဝါးဝါးနဲ့အိမ်နဲ့လမ်းကြည့်ပြီးအော်နေကြတယ်ကိုတန်းတမီးလေးကိုလက်ရက်ခေါ်နေတာ အဲ့လိုပြောနေတဲ့အချိုးချိုးပြောင်းရဲ့စကားဆုံးမှာကိုသားရဲ့လက်ထဲကတမီလေးတစ်ချက်ကောက်လန်သွားတယ်။အဲ့နောက်မျက်လုံးပြွတ်ကဆက်ကျိုးချသွားတယ်။ကိုသားရဲ့ယူကျုံမရအော်ဟစ်တယ်ကြီးအဆုံးမှာအင်ခေါမိုးဘော်ကငှက်ဆိုးထိုးတယ်ကြီးကိုကြားလိုက်ရပြီးတောင်မှခတ်ပြီးပြန်ထွက်သွားတဲ့ရေကြီးကိုအိမ်ရှိမြေကွက်လမ်းမှာတွေ့လိုက်ရတယ်။ခွေးလူတန်လေးလည်းပြန်လေတိတ်ဆိတ်သွားတယ်။ချိုးချိုးပြောင်းမှာယောက်ျားဖြစ်သူရဲ့တမီလေးဆုံးမိယူသောစကားကိုပြီးမကြားနိုင်ပဲမိမိရှင်ပါပဲအိမ်ဘော်ကပြေးစင်းကချန်ပဝကတစီအများထန်းထားတဲ့ အခေါင်းပေါ်ကိုပြေးတက်၍လိုက်သွားတဲ့သမီးလေးရဲ့ဝိညာဉ်ကိုမြင်ကမာနဲ့တွေ့ကြသေးတာပေါ့ကွာရဲနိုင်ပါဇက်ကတပြေးတောက်တောက်ဂျင်းဝိုင်းရေရှင်စင်းများနေတဲ့မိလေးတို့ကိုရောဆက်ပြီးနေဖန်နေရှင်စင်းတွေကရက်ွက်အနောက်ဘက်အချောင်းလေးကနေတွားရောက်တူးယူခဲ့ခြင်းဖြစ်ပြီးဒဲမီများမှဘုံကြီးချောင်းတိမ်မီဖြစ်ပါရီရှင်စင်းနေဘုံကြီးချောင်းတိမ်မီကိုရောပြီးလောင်စလုံးရင်ရဲနိုင်ကြိုးစားနေခြင်းဖြစ်ပါရီ အဘဲကြောင့်ဒီလိုရဲနိုင်ပြုလုပ်နေသည်။ရဲနိုင်မှာဆင်ပြန်တရားဖြစ်ပြီးစစ်တပ်ထဲမှာစေနေကျော်တာဝန်ထမ်းဆောင်ပြီးနောက်စစ်တပ်တစ်ချောင်းလုံးမှာမတွေ့မမြင်ဝေးဝါးနေရတဲ့မိခင်ကြီးကိုပြည်စုစောင့်ရှောက်ရန်နေရက်ကိုပြန်လာခဲ့ခြင်းဖြစ်ပါရည်။ဘလောဆယ်မိခင်ကြီးရဲ့ကျမ်းမာရေးကလည်းမကောင်းဖြစ်နေတော့ရဲနိုင်မှာနီးကပြည်စုစောင့်ရှောက်ခွင့်ရလိုက်တာကိုအဖိုးနှံစုတစုရလိုက်တယ်လို့ပဲ။ရခင်ကဝေးကောင်းနေငွေကြီးပို့ရတာတာပန်ခွင့်ရပြီးအခုတော့မိခင်ကြီးရဲ့ GD ကဆိုအသိမောအလုံးဂရုစိုက်စောင့်ရှောက်နေရသည်ကို ရဲနိုင်ကြည်နန်းနေတယ်။သို့တော်ရဲနိုင်ကိုရက်ကအတွင်းပြန်ရောက်လာပြီးကြားရတဲ့တည်နေကြောင်းစိတ်မချမ်းမသာဖြစ်နေတယ်။ဒေမင်းခေါ်တဲ့လူအလူအများရဲ့အိမ်မဆိုးထိမ့်လက်နေတဲ့အဖြစ်ရဲ့ဆိုးတွေကိုကြားလိုက်ရခြင်းသောဖြစ်ပါရီ။ဘဝင်းကြီးကတင်းရီရဲ့ပြောပြမှုတွေကြောင့်အကြောင်းစုံကိုသိနေခဲ့တဲ့ပြင်သူရောက်လာပြီးမှရက်ကအတွင်းလူနှစ်ယောက်ဇုံပါသွားပြီးဖြစ်တာကြောင့်အချိန်ကြီးကိုတည်ထားမိလာတယ်။ယခုသူ့ရဲ့မိခင်မှလည်းထူးထူးထောင်းထောင်းချီနေကနေရုတ်တရက်နေမကောင်းဖြစ်လာတာကြောင့် ဟုတ်တော်ရှိမဟုတ်တော်ရှိတင်မင်းခေါ်တန်ရဲ့ခြောက်လန့်မှုကိုကြိုတင်ကာကွယ်နိုင်ရန်ပြင်ဆင်နေခြင်းဖြစ်ပါရည်။ရန်နိုင်မှာစာရင်းရစိတ်ချမ်းကိုချမ်းနှင့်မဟုတ်မခံစိတ်ရှိတဲ့သူဖြစ်တဲ့ပြင်စစ်ပြန်တရားဖြစ်နေတော့ရန်စွမ်းတတ္တိကအပြည့်ရှိတယ်။ရှင်နှစမြေပြင်မှာရန်သူများနဲ့သူတွေကိုဒီတိုက်ခဲ့သူဟာအခုလိုအကောင့်ထင်မပြနိုင်နဲ့ကောက်ချစ်တဲ့အောင်လန်းစီရင်တခုကိုအရှုံးပေးရမည်ကိုလုံးဝမခံခြင်းပဲ။ဒါကြောင့်တဲ့တွင်ရွှေရင်ကျော်ပြင်းကြားနားလေတဲ့တဲ့ချက်တအူးထံကနေ လေးလာမှုတွေပညာတချို့နဲ့ကာဝေးနိုင်ရန်ရဲနိုင်ကြိုးစားအားထုတ်နေပါတယ်။ဘုရားသခင်ကနာနာဘဝအောင်လန်းစီရင်တို့ကိုနိုင်နေလို့ကြားပူးတာကြောင့်အခုကဲ့သို့ရှင်စင်းနေပေါင်းဆွဲပြီးလောင်စလုံးဖြစ်ပြည့်လုံနေခြင်းဖြစ်ပါတယ်။ရဲနိုင်ရဲ့ကြိုးတင်ပြင်ဆင်မှုတွေကမှမှကြောင်းမကြမီမှသိလာခဲ့တယ်။အေယာတက်လဲလျောင်းနေတဲ့မိခင်ဖြစ်သူဒေါ်ကျွဲ့နောက်မှာမိစက်နေရာမှာ အမဲတတိမပြတ်ဖြစ်၍အတန်တကုကြားလာနေမျက်လုံးကဖြတ်ကနေပွင့်ပြင်းမျိုးလာတယ် စစ်သားတယောက်ပြီးပြီးနားပါရီဒီအတန်ကငတ်တကောင်ရဲ့တောင်မှခက်တံမှရဲနိုင်ပြေးလိုက်ပါရီအိမ်ခါမိုးတဲတဲမှာတောင်မှခက်တံရက်သွားပြီးအိမ်ကလေးပင်တိတ်ငနေဖြစ်သွားပြီးအိမ်ကမှအိမ်ခါမိုးကမှနားနိုင်ခြင်းဖြစ်ကြောင်းခံမှန်းမိရင်အနာမှာတင်ထားတဲ့လေးဝါးနဲ့လောက်စာကြီးကိုဆွမ်းယူကောင်အိမ်ပေါ်ကနေအတန်ရဆင်းလိုက်တယ်လေးဝါးနဲ့လောက်စာကိုအသင်ပြင်ထားပြီးအိမ်ရှိတဇမင်းအောက်ကနေအတန်လေးခေါင်းတက်ပြီးတော့ခါမိုးပေါ်ကိုရဲနိုင်ကြည့်လိုက်တယ်တွေးလိုက်ရပါပြီ။ ဟိန်ခါမိုးပေါ်မှာလူကြီးတယောက်ဆာမြကြီးမားရင်းငှက်ကြီးတစ်ကောင်အယောင်မဲမဲနဲ့နဲ့ရှိပြီးခေါင်းမှာအမောက်ကြီးနဲ့ချွန်ချက်တဲ့နှုတ်သေးကြီးကိုခါရင်းတယ်။ဒီဒီငှက်မျိုးစားမန်းတော့ရင်းနိုင်မသိကြီးငှက်ကြီးရဲ့မျက်လုံးတွေကညအမှားမှားပြီးနေရဲစူးလန်နေတယ်။ဖေယုတံများနေ့တိုင်းထအော်လိုက်တဲ့ငှက်ဆိုးထိုးတဲ့မဆုံးခင်ရဲနိုင်ရဲ့လက်ထင်းကောင်းလေးလေးကောင်းနဲ့ပြင်လိုက်ရောက်ငှက်ကြီးတံကောင်းလေးလူအော်တန်ကဲ့သို့အော်တန်နဲ့ကြီးချွန်လာပြီးအိမ်ခါမိုးပေါ်ကထပြန်ပြီးတော့အဝေးကိုပြန်ပြီး အဲ့ဒီချိန်မှာအဲ့ရတမလဲနေတဲ့အမိခင်ကြီးကလေအမလေးငါ့ကိုအလောင်းစီကြီးနဲ့အထမ်းပြီးသူတို့လာခေါ်နေကြပြီမလိုက်ဘူးသူအမေအမေဘာဖြစ်တာလဲဘာသူတွေလဲဘယ်မှာလဲဘယ်မှာလဲတောက်ပြအိမ်ရှင်းအိမ်ကျော်ဝမကိုဖိုးအေးတို့မယ်မြင့်တို့ခင်မမတို့ပါပါနေရက်ွက်ထရဟာရီအများကြီးအမေကိုလာခေါ်ကြတယ်လောက်ပါအောင်သူတို့မျက်နှာကြီးတွေအကြောက်စရာကြီးတွေ အိမ်ချန်ရှိကိုလက်ညှိုးကောင်းကောက်ထိုးပြီးမိခင်ကြီးမှအော်ဟစ်နေပါရယ်မိခင်ကြီးပြောတဲ့မြည်တွေမှာရက်ွက်တွင်းကောင်းတွေတီးဆုံသွားပြီးသားသူတွေဖြစ်နေတော့အချင်းဒီမကောင်းမဲရင်းနိုင်သဘောပေါက်သွားကလက်တွင်းကလောက်စလုံးကြီးကချန်ရှိကိုဒရက်ဆက်ပြေးထွက်သွားတယ်အမေအမေရှိသေးလားရဲနိုင်ရဲ့မိကိုမိခင်ကြီးကအသက်ကိုမနှဲလို့ရရှူနေရဟန်နေခေါင်းခါရဲရဲသာပြနိုင်နေအမေခဏတော့တလိုက်သွားလာအောင်မေငယ်ဖြစ်သူရဲ့လယ်ဘေးမှာရွှင်ရင်ကျော်ဆောင်ကျိုးကိုဆွဲပေးထားလာကြောင် ရဲနိုင်စိတ်ချလက်ချထားခဲ့ကငမဲကြီးဦးဒီပြန်တန်းရာရက်ွက်အနောက်ထိပ်ကိုပြေးလိုက်လာခဲ့ပါရဲ့ရဲနိုင်ရဲ့လေးကားပြည်တဲ့ပြေးလွှားတန်းဒီကြောင့်ရက်ွက်တွင်းကလူတချို့လည်းနိုးလာခဲ့တယ်ရဲနိုင်မှာဘာဖြစ်လာလဲကွာကျွန်တော်ဒီမှာလာအော်တဲ့ငှက်ဆိုးတော့လိုက်မလို့ညာကျွန်တော်လေးကားနဲ့ပြစ်တာလူတော်တန်းကြီးထွက်လာတယ်မယူငါ့ဦးရောမသိငါဘူးဗျာဒါဆိုငါလဲလိုက်ခင်မယ်အဲ့လိုနဲ့ရဲနိုင်နောက်ကလူတချို့ဒုတ်သားတွေဆွဲပြီးလိုက်လာခဲ့ကြပါရဲ့တချို့ကရက်ွက်လူကြီးတန်းသွားကြောင်းကြားကြားတွေ ငှက်ကြီးတကောင်ကရက်ကွက်နောက်ထိပ်ကိုပြန်တန်းသွားပြီးနောက်ရောက်ဘက်ကိုဦးတည်သွားပြန်လေငှက်ကြီးကအနောက်တော်တော်ဝေးကနေပြီးရဲနိုင်နေလူတို့ချို့တိတ်တိတ်ဆိတ်လိုက်လာကြပြီငှက်ကြီးကဒဏ်ရာအနာတရရှိဟန်တွေ့ပါရင်အတောင်ပံတစ်ဖက်အနေငယ်တွဲကြပြီးအမြင့်ကိုမပြန်နိုင်ဖြစ်နေတာကိုတတိထားမိတယ်ငှက်ကြီးရဲ့ဦးတည်ရာကရွာမြောက်ဘက်အတင်းကြိုင်ဘက်ကိုဖြစ်နေပါရဲ့တင်းကြိုင်ကြီးရောက်တော့အတွင်းကိုဆက်၍ပြန်တဲ့ဝင်ရောက်သွားရင်ရဲနိုင်တို့လည်းလူအုပ်တောင်းတာကြောင့်တယောက်နဲ့တယောက်အတံမထွက်ရင်တတိပေးက ်တင်းချိုင်းပြင်းကိုလိုက်ဝင်ခဲ့တယ်။ငှက်ကြီးကတင်းချိုင်းအတွင်ဇင်ရရှိမြေပြင်မှာဆင်းပြီးတော့နားလိုက်တယ်။အိမ်မြကြီးများတဲ့ငှက်ကြီးကိုချီးရခံလိုက်လာသူလူအလုံးမမြင်ဘူး၍အမောင်တင်းကလည်းအန်အော်ထူဆန်းစိမ့်နဲ့ကြည်နေမိကြတယ်။ရဲနိုင်တို့ခြုံနှင်းကလည်းကြည်နေစင်ပါပြီ။ငှက်ကြီးရဲ့ခန္ဓာကိုယ်ပေါ်ကလည်းခြုံလွှမ်းထားတဲ့အဝေးတစ်ခုဖဲခွာလိုက်တဲ့ကဲ့သို့မြင်လိုက်ရပြီးငှက်ပုံတံတားမှာလူတိယောက်အဖြစ်ကိုမျက်စိရှိမှမှပြောင်းလဲသွားတာကိုတွေ့နိုင်ရတယ်။ ဘဲခွာလိုက်တဲ့ဝိကိုခါမှဖြန့်ဝင်လာ၏မှဇမင်ဖားလျားနှင့်မိမတယောက်ဖြစ်မှန်းကိုအံ့အားသင့်ွယ်သိလိုက်ကြပါ၏။ကမိန်ချုံနာနှင့်ပုံစံပြောင်းရရသည်ဟုလည်းအစိုးမမီဖြစ်မိန်သူအားလုံးရဲ့စိတ်ထဲမှာမှတ်ချက်ပေးမိ၏။အိစိုးမကယခင်ပြည်ဝရာဇာဦးမက်ကြီးနေထိုင်ရာဇယဘင်းကနေမိနစ်နေတဲ့အခန်းလေးကိုဝင်သွားပါ၏။ရှင်နိုင်တော်လေရီခံကိုပတ်လည်ဝိုင်းပြီးအတွင်းကိုချောင်းကြည့်လိုက်တော့အခန်းတွင်မိရအောင်မှလူကြီးတယောက်နှင့်ဇပင်ဖားလျားမိန်းမတယောက်ကိုတွေ့လိုက်ရတယ်။ ူဖိုးတိုင်းနဲ့ရက်ွက်တိုင်းဟာအပြူကြီးမရင်ရွှေပါလားအကမ်းတွေမှာလဲစီမီအမွေးနဲ့သားတွေကြောက်မက်ဖွယ်ရုပ်တုတွေလူခန္ဓာကိုအစိပ်ပိုင်းနေနဲ့စီရင်တင်ထားတဲ့ဆင်တစ်ခုရှိမှဦးဖိုးတိုင်းကမျက်လုံးစုံပေပြီးတင်မလီပီထိုင်းနေပါရဲ့ဦးဖိုးတိုင်းရှိမှမရင်ရွှေကဘင်လက်ကိုအုပ်ကန်ပြီးငင်းညူလျက်ထိုင်းနေတယ်ဘာဖြစ်လာလဲရင်ရွှေဒီညဝင်းညင်နှုတ်ရမယ့်လူရဲ့အသက်ကိုနှုတ်ယူခိုင်းလိုက်တာလောက်ဖြစ်ခင်လား ဒီတခါအဆင်မပြေဘူးကိုကြီးဒေါ်ကျဲဝင်းကြီးကိုနှုတ်ဖို့အလုံးမှာသူ့သားထွက်လာပြီးလေးွားနဲ့ပြစ်လို့ကျမထန်ရရပြီးထွက်ပြေးခင်ရတယ်ဒေါ်ယုံလေးွားနဲ့ပြစ်လို့ကျမဘာမှဖြစ်ပါဘူးအခုသူ့လေးွားစွန်းနေရဲ့ကိုကျမဘာမှမတတ်နိုင်ဘူးနားလုံးလို့ကိုလိုယုံပြေးခင်ရတယ်ဒီကောင်ထန်လဲပင်ကြောင့်နည်းနည်းတက်ပေါ်ရတယ်နေ့ကိုတိမ်မြင်နဲ့လှုပ်ထားတဲ့လောက်ဆောင်နဲ့ပြစ်လိုက်တာပဲနေလဲတောက်တော့မကြောက်ဘူးငါအကြံစီပြီးအောင်တော့မိတ်ဟာကွာ ငါ့ကိုလူပါဝါခဲ့တဲ့ဒီရက်ွက်ထင်းကလူတွေရဲ့ဝိညာဉ်ကိုနှုတ်ပြီးသူတို့ရဲ့ဝိညာဉ်တွေကိုထိန်းချုပ်ငါခိုင်းနေလိုက်ခိုင်းစားလို့ရအောင်မင်းကိုလှုပ်ခိုင်းတာမင်းကတနာလို့မတတ်တာနော်ငါ့အကြောင်းရက်ွက်ထင်းကိုတည်င်းပို့တဲ့သူ့ဘရာစွာမှတ်ကြီးနဲ့နေတို့ရက်ွက်ထင်းကဆုံးမရီသင်တိုင်းမှာပညာလာပြိုင်လိုက်ငါပညာနဲ့တက်ပြစ်တာနင်းတွေ့တယ်မလားနေလဲငါ့ကိုတစ္ဆာဖခိုင်းလို့အတုံးမကြိုက်မလွယ်ဘူးမဲ့အဲ့လိုတေးချင်လာပြော ။ဦးဖိုးတောင်ရဲ့ဂျင်းဝါပြောဆိုနေမှုကြောင့်မန်ရင်ရှင်မှာတုံ့လှုပ်နေပါတယ်။မဝင်မရဲတဲ့ဦးဖိုးတိုက်ကိုကြည့်ဟာ။ဟုတ်ဟုတ်ဟုတ်ကဲ့မလုပ်ပါနဲ့ကြောက်ပါတယ်။အကိုကြီးဂျမအကိုကြီးမသိပဲဘာမှမလုပ်ပါဘူး။အကိုကြီးကျေးဇူးကြောင့်လည်းရက်ွက်ထဲမှာဂျမနဲ့ပြိုင်ဘက်ဆုံးမမရှိတော့သလိုဂျမရဲ့ဆုံးမြင်ညာလည်းထက်မြက်လာတာပါ။အခုဆိုရင်ဂျမရဲ့ဆုံးမြင်ညာကလူရင်းရဲ့အသက်ကိုတော့လိုသလိုနှုတ်ယူနိုင်တယ်။ဒါကြောင့်ဂျမအကိုကြီးအလိုကျနေချင်ရက်ွက်ထဲလူကြီးရဲ့အသက်ကိုအကိုကြီးတို့နှုတ်ယူပေးနေတာပေါ့ ဒီတခါအမောင်ကြီးတို့ကျမခွင်လို့ပါနော်။နောက်ဆိုကိုကြီးတို့တရက်ကွက်လုံးကျမတက်ပေးဆိုတက်ပေးပါမယ်ကိုကြီး။ဒါမှငါရင်ရွှေကြီးကွာ။အကိုကြီးလူရေးတော်သွားပြီ။ဘယင်းရှိရဲ့နေတဲ့ဇကားရီကိုဥပိုးတိုင်းကသဘောကျရင်လည်းရီမောပြီးမယင်းရှိကိုထွေးပေးလိုက်တယ်။ရေနံနေရက်ကွက်သားရီကဥပိုးတိုင်းနဲ့မယင်းရှိတို့ရဲ့ဇကားရီကိုကြားကဒေါသရီကိုထိန်းချုပ်မရနိုင်တော့ပဲနဲ့။ လူရုပ်ပါရင်တစ္ဆဖောက်မိမပြတ်မှရေရွှေတိတ်ပြီးတော့ချကွာအရှင်နာရဲ့အန်တရရဲ့များလေနှစ်အောင်တက်ပြေကွာလူများပတ်ချလဲဝိုင်းပြီးဥဖိုးတိုက်တို့နှစ်ယောက်ရှိရာအခန်းကိုဒေါက်တာဂဲရုနဲ့ဝိုင်းပြေကမီးရှို့ကြလိမ့်ဥဖိုးတိုက်နဲ့မင်းရွှေတို့မှလည်းရုတ်တရက်အလဲငှဖြစ်ပြီးကြောင်ရသွားတယ်ထွက်ပြေးရဲ့ကြိုးစားပြီးမဲ့အတိနောက်ကျသွားပြီပြီးတော့မီးရှန်တွေကဇယက်ကြီးတစ်ခုလုံးဆွဲလောင်နေပြီးအပြင်မှာလည်းရက်ွက်သူရက်ွက်သားတွေကဒေါက်တာတွေကိုကန်ပြီးအသင်ဆောင်နေကြတယ် ။ကိုဖိုးတိုင်းနဲ့မန်းရည်ရွှေတို့အတွက်ရှီတိုမရနောက်ဆုံးမရတည်လန်းသာစောင့်နေတဲ့အချိန်ကြီးအဲလိုရှိနေစဉ်မိတော့တီကသူတို့နှစ်ယောက်ရဲ့ခံနာကိုကိုစွန့်လောင်လာပြီ။ဟောကြောက်ပါပြီ။မင်းတို့မကြည့်ဘူး။အော်တော့ဘောဘောတိတ်တိုက်တယ်မကွာ။နေရာစလုံးနောက်ဆုံးနေနဲ့အော်ဟစ်ကအရှင်ပြင်းနဲ့မိတောက်ဒီဂျာတွေပျောက်ွယ်သွားပါရင်အတန်ဂျာတွေကဇေယကြီးနဲ့တကွာဥဖိုးတိုက်မရင်ရှည်တို့မှမိတောက်ကြီးရဲ့ဝါမျိုးချင်းကိုခံရပြီးပြာပုံဖြစ်ကိုပြောင်းလဲသွားလိမ့်မယ် ဟေးဟေးဘာဖြစ်ကြလဲရောက်ကလူကြီးနဲ့လူတချို့ရောက်လာတော့လေနောက်ကျသွားပြီမြေမီကိုတွေတွေးသူတွေကအကြောင်းစုံပြပြတော့ဟေးလေမတတ်နိုင်ပါနဲ့တရက်ကွက်လုံးကတစိမ့်တည်းဖြစ်နေမှာတော့သတင်းဖြောက်ထားလိုက်တာပေါ့ကွာရက်ကွက်အတွက်ရန်လေးအေးသွားတာပဲကောင်းတော့ပါပဲမြေမစုံကားလေးဘာလို့ရမှမသိဖြစ်နေတာရောက်ကလူကြီးစကားကြတော့စိတ်ချလက်ချနဲ့ရဲနိုင်တဲ့လူအလုံးရက်ကွက်ထိပ်ကိုပြန်လာခဲ့ကြပါရဲ့နောက်နေ့မှာတင်းချိုင်းတွင်စရက်မီးလောင်ပြီး အမိမသိလူနှစ်ယောက်တိတ်ဆုံးသွားကြောင်းတည်င်းထွက်ပေါ်လာပြီးတမယိုးကြမီးလောင်ခြင်းအဖြစ်နဲ့သာတကူရဲသမားတွေဖြစ်ကြတဲ့ဥပိုးတိုင်းနဲ့မရင်ရွှေတို့တိတ်ဆုံးမှုကပြီးဆုံးသွားပါရီအနောက်နေကိုတင်းကြိုင်းတွင်းမှာပဲမြေမြုပ်တကြုံလိုက်တယ်ဥပိုးတိုင်းတို့တည်ပြီးနောက်ပိုင်းရဲနိုင်တို့ရက်ခွက်တွင်အတော်တန်ညီတက်သွားပါရီရဲနိုင်ရဲ့မိငယ်တော်တွင်ပါလေကျမ်းမာကြီးပြန်လေကောင်းမွန်လာပြီးတေမင်းကတွင်ဝါကလွတ်မြောက်လာပါရီဒါအပြင်ညာဆန်းနှစ်နာရီချိန်မှာကြားရချက်ချက်တေမင်းခေါ်တဲ့ဟူတဲ့ လူတိုင်းကြောက်လန့်စရာငတ်ဆိုးထိုးတဲ့ကြီးနဲ့ခွေးယူတန်းတွေလည်းပျောက်ွယ်သွားပြီးတမယိုးကြလူသေးစိုးမှုကလွယ်ပြီးရက်ခွက်အတွင်အသေးပြောက်နေပါသွားရည်သို့တော်လူတို့မြင်တွေ့ကြုံတွေ့နေရတဲ့ဖြစ်ရတဲ့ချို့ရှိသည်ရက်ခွက်အတွင်တစုံတစ်ယောက်သေဆုံးရင်ညအချိန်မှာလောင်းစင်ကြီးကိုထမ်းကောင်းအော်ဟစ်ကားခုံပြီးရက်ခွက်အတွင်ကိုဝင်လာတတ်တဲ့အရေးကြီးတွေကိုမြင်တွေ့ကြတဲ့လူဆိုရည်ရည်ကြီးတွေကိုရက်ွက်တွင်ကတင်ဆုံမိသားသူတွေကိုမြင်တွေ့ရပြီးသူတို့ကိုဥဆောင်လာတဲ့သူတွေမှာ ဝူဖိုးတိုင်းနဲ့မန်ရင်ရွှေတို့ဖြစ်ကြတဲ့ဟူ၍ပြောကြပါရစ်။တကယ်၍တင်လို့များမတော်တဆာအရိယက်ွက်တွင်မှမောင်းရင်ပြီးတော့ပြောင်းရွှေ့ရောက်မိသွားပြီးတစ်ချိန်မို့တစ်ချိန်မှာဝိညာဉ်လာခေါ်တဲ့တဆေယိုကြီးကိုကြုံတွေ့ရရင်ဒါမှမဟုတ်ဝူဖိုးတိုင်းမသေးခင်ကမကြည်နပ်မှုကြောင့်နောက်တစ်ချိန်တေမင်းခေါ်တဲ့ပြန်လေထွက်ပေါ်လာခဲ့ခြင်းပြိတ္တများခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူจิตသားမာနဲ့ရေးသားထားတဲ့ ဒီမိခေါ်တဲ့ဆိုရဲဇနန်းလေးပဲဖြစ်ပါရယ်။အားစီပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမြေကျေးဇူးတင်ရှိပါရယ်ဗျ။ဒီဇနန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မင်းဖြစ်ပါရယ်ခင်ဗျာ။